ထွက်တော့အေးညီကျေးဇူးပါခုလူနေရလားမဲဟုတ်ကဲ့ပါဟောတာလူတာလူတာလူတော့ရေဘူး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 ရှိသေးလားဟောအပေါ်ရှိတော့ဦးဟောအနောက်ကပေးလိုက်မယ်ဟောပေးလိုက်သူရေဘူးပေးလိုက်ရအောင်ရေရေဘူးပေးလိုက်ပါဦးဒီဟုတ်ရရရေဘူးလေးပါလေပေးခဲ့ပါဦးဟာရရရရကိုလူစီပဲယူတော့ပိုးမီနဲ့မလေးရေကလေးအေးစမ်းပါစေတော့ကျွန်တော်တိတဲ့အထက်တန်းစားဆိုတာကတော့ဒီလိုလူမျိုးကိုပြောတာပဲဗျာ ကျွန်တော်မှမဟုတ်ဘူးဒီကျွန်တော်တို့တွေအားလုံးအကုန်လုံးသိထားရမယ်အထက်တန်းစားဆိုတဲ့လူမျိုးကဒီလိုလူမျိုးဆိုတာကိုကျွန်တော်ကအားလုံးကိုသိစေချင်တာပေါ့နော်ဟုတ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပြသပေးမယ်သူကတော့အခုလက်တလုံးမှာနာမည်ကြီးနေတယ်ပေါ့နော်အဲကျွန်တော်ဒီငလျင်ဘေးအတွက်သွားရောက်ပြီးတော့ဒီလှူဒန်းကြတဲ့အလှူရှင်တွေပေါ့နော်သူတို့တွေအားလုံးဒီကေတဲသမားတွေအားလုံးကိုဒီလမ်းလေးမှာပေါ့နော်အဲသူရဲ့ဒီသုံးပိန်းအစုပ်ကလေးနဲ့စောင့်ပြီးတော့ဒီသူတို့မျိုးကိုလာပြီးတော့ဒီကုညီလှူဒန်းပေးကြတဲ့သူတွေအားလုံးကိုသူကပြန်ပြီးတော့ခြေသူဆက်တဲ့အနေနဲ့သူရဲ့သုံးပိန်းအစုပ်ကလေးနဲ့ နောက်ပြီးတော့နွမ်းဖက်ဖက်အင်ကြီးဘောင်းမီလေးနဲ့လွယ်အိတ်ကလေးနဲ့ပြီးတော့ဖနက်အစုပ်ကလေးနဲ့ပေါ့နော်အဲ့ဒါဒီအားလုံးဝစ်ဆင်ထားပြီးတော့အဲလမ်းမှာလာနေတဲ့ဒီအလှူရှင်ကားတွေကိုသူ့ရဲ့ဒီဒါနာလေးပေါ့နော်ရေခဲကြောင်းလေးတွေကိုသူတတ်နိုင်တဲ့လောက်လိုက်ပြီးတော့လှူနေတာဖြစ်ပါတယ် သူ့ကိုမေးကြည့်တဲ့အခါမှာညီလေးတနစ်ကိုဘလောက်ရောင်းရလဲဘလောက်ရောင်းရရင်ရောဘလောက်မြက်လဲဆိုပြီးတော့မေးကြည့်တဲ့အခါမှာတော့ဒီရီအကုန်လုံးရောင်းရမှာသူတနစ်ကို6000 8000အများဆုံး9000လောက်အထိပဲမြက်တယ်အာမြက်တယ်လို့ပြောပါတယ်မြက်တာတော့မဟုတ်ဘူးအဲ9000လောက်အထိပဲသူရောင်းလို့ရတယ်မြက်တာကတော့5000လောက်ပဲမြက်တယ်လို့သူပြောတယ်ပေါ့နော်သူ့ရဲ့ဒီအရှုံးအနိုင်အရင်အမြတ်ကိုသူဗရဏမထားပဲမတွက်ဖဲနဲ့သူ့မှာရှိတဲ့သူတတ်နိုင်တဲ့ဟာလေးတွေကိုဒါသူလှူဒန်းနေကြပါတော့เนาะအဲသူ့ရဲ့ဒီ တက်နိုင်တဲ့ဘက်ကနေပြီးတော့မှသူ့ရဲ့ဒီရွာကိုလာပြီးတော့ဒီကုညီကဲတဲ့ပေးကြတဲ့လှူဒန်းပေးကြတဲ့ဒီသူတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ပေါ့နော်သူဒါပြန်ပြီးတော့သူတက်နိုင်တဲ့ဘက်ကနေပြီးတော့မှသူရေခဲချောင်းလေးတွေပေါ့နော်ပြန်ပြီးတော့လှူဒန်းနေတာဖြစ်ပါတယ်တဲ့ဗျာနော် တော်တော်မွန်မြတ်တဲ့စိတ်ထားပိုင်ရှင်လေးပါဗျာနော်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးသိထားရမယ့်အထက်တန်းစားလူမျိုးဆိုတာဒီလိုလူမျိုးကိုအားလုံးကိုကျွန်တော်သိစေချင်တာပါနော်တကယ်ကိုလေးစားပါတယ်ညီကိုရေနော်အထက်တန်းစားအောက်တန်းစားဆိုတာကျွန်တော်တို့လူတယောက်ကဝတ်ပုံစားပုံနေပုံထိုင်ပုံတွေကိုကြည့်ပြီးတော့ဆုံးဖြတ်တဲ့နေရာမှာအရန်အရေးကြီးပါတယ်ကျွန်တော်ရှေ့ကပြောခဲ့တဲ့လိုမျိုးပဲဒီညီကိုအခုဝတ်ထားတာဆိုလို့ရှိရင်နွမ်းလျနွမ်းဖက်နေတဲ့ဘောင်းမီအင်ကြီးလေးတွေလွယ်အိတ်ကလေးတွေအာ ပြီးတော့ဖက်နက်ကလေးတွေပေါ့နော်အဲ့ဒီလိုမျိုးဒီအဝတ်အစားစင်ကြင်နာတွေကိုကျွန်တော်တို့ကကြည့်ပြီးတော့အထက်တန်းသားဆိုပြီးတော့ဆုံးဖြတ်လို့မရဘူးဗျာဒီညီကိုကြည့်မယ်ဆိုလို့ရှိရင်ဒီညီကိုကဒီလိုမျိုးဒီနွမ်းလျနွမ်းဖက်တဲ့ဝတ်စားလေးတွေအသုံးဆောင်လေးတွေကိုဝတ်ထားပြီးမယ်သူ့ရဲ့စိတ်ထက်ကကျွန်တော်တို့ဘလို့မဟုတ်ပေါ့နော်နှိုင်းရှင်လို့မရဘူးအခုခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရှိပါတယ်အဲလက်ကောက်ကြီးတွေတရောင်လောက်ထိရောက်ပြီးတော့ဆွဲကြိုးကြီးတွေနော်၄၅ဆက်ပေးတာလောက်ကြီးတွေဝတ်ပြီးတော့ကျွန်တော်တို့ဘာမှမလှမတန်းမင်းနဲ့အဲဘူးထိုင်ပြောနေတဲ့လူတွေအများကြီးပါပဲအဲ့လိုလူမျိုးတွေကြတော့ဒါကျွန်တော်တို့အထက်တန်းစားလို့ပြောလို့မရတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုသိသိချင်ပါတယ် เอ้ยเจริญป่ะกูลุ้นเนี่ยล่ะแม่โอเคป่ะอ๋อตาลุตาลุตาลุก็เยบุ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 สิดีล่ะဟောအပေါ်ရှိတော့ဘူးဟိုအနောက်ကပေးလိုက်မယ်ဟောပေးလိုက်တော့သူရေဘူးပေးလိုက်ရအောင်ရေရေဘူးပေးလိုက်ပါအောင်ဒီဟိုရေဘူးလာလေပေးကြပါဦးမရရရကိုလူစီပဲယူတော့ပိုးမီနေအေးတော့မလဲရေကလေးအေးချက်မှာစေတော့